ဒီတရီယာမှာ swap တစ်ခါလုပ်ဖို့ gas ပေးဒေါ်လာ90လောက်ပေးလိုက်ရဖူးလား NFT တခု mint မလို့ကြည့်လိုက်တာ fees က NFT တန်ဖိုးထပ်တောင်းကြီးနေရမျိုးကြုံဖူးလား crypto 300ရာနေကွေးပြီးတော့ဈေးကြီးနေတယ်လို့ခန့်စားနေရရှင်အဖြေက layer 1နဲ့ layer 2မှာရှိပါတယ်ဒီဗီဒီယိုမှာဒီတခုဘယ်လိုအလုံးလုံးလဲဘေးဟာကကိုယ့်အတွက်ပုံမြင်ပြီးတော့ပတ်စံအများကြီးပိုတတ်ပါမလဲဆိုတော့ကိုလွတ်လပ်ကူကူရှင်းပြပေးတော့ပါမယ် layer 1ဆိုတာဘာလဲ layer 1ဆိုတာကအခြေခံအကျဆုံး blockchain ကိုရည်ချီပါပဲ ယ်သူကဘစ်ကွိုင်းအီသရီယမ်တို့လိုမျိုးသူ့ရဲ့ကိုပိုင်ကွိုင်းကိုပိုင်စီးမျဉ်းစည်းကမ်းတဲ့ကိုပိုင်အကြောင်းဝယ်စရင်အတိအကျရှိပါတယ် transaction မှတ်သမျှကိုသူ့ရဲ့ payment chain ပေါ်မှာပဲတိုက်ရိုက်စစ်ဆေးမှတ်တမ်းတင်လုံခြုံရေးယူပေးပါတယ်ဥပမာပေးရရင်မြို့တစ်မြို့ကအတိကလမ်းမကြီးလိုပါပဲအရန်လုံဆောင်နဲ့ဇာချင်းဇန်ညုံခင်မိတဲ့ဒါပေမဲ့ကားရီအရန်များလာတဲ့အခါလူသုံးအရန်များလာတဲ့အခါဟင်ကျောပိတ်ဆို့ပြီးတော့လမ်းတဒါကြီးတွေအရန်ကြီးလာတတ်ပါတယ်နံပါတ်ကြီးလေယာဉ်ဝမ်းဥပမာတွေကတော့ Bitcoin နဲ့ Ethereum ံမှာပဲ Bitcoin ကအရင်သုံးဆောင်နေဆိုပေမဲ့တစ်စက္ကန့်မှာ transition ခုနှစ်ခုလောက်ပဲနိုင်ပါတယ် Ethereum က application တွေဆောက်လို့ရတဲ့အထိတိုးတက်လာရဲဆိုပေမဲ့သူလည်းတစ်စက္ကန့်ကို55ကနေ30လောက်ပဲနိုင်ပါတယ်ဒါကြောင့် Ethereum ပေါ်မှာ DeFi နဲ့ NFT တွေလူသုံးအရင်များလာချိန်မှာ LAN ပိတ်ပြီးတော့ gas fee တွေကဒေါ်လာရာနဲ့ချီဆယ်နဲ့ချီပြီးတော့တက်သွားတာမျိုးတွေဖြစ်လာရတာဖြစ်ပါတယ် Layer 2ဆိုတာဘာလဲ Layer 2ဆိုတာကတော့အဲ့ဒီလိုမျိုး L1 တွေနေခွေးပြီးတော့စီးကြီးလာတဲ့အခက်တနာကဖြည့်ရှင် င်ဖို့အတွက် Layer 1ပေါ်မှာထပ်ဆက်တည်ဆောက်ထားတဲ့ network ဒါမှမဟုတ် protocol ပါ protocol ဆိုတာကတော့ computer rate network တွေ attention ဘလို့ဘာသာစကားနဲ့ပြောရမလဲဘလို့စီကံတွေနိုင်လာရမလဲဆိုတာကိုသတ်မှတ်ထားတဲ့စီမင်းစီကံတွေစုထားတဲ့ဇာတ်ရက်တစ်ခုလိုပါပဲသူပြအဓိကယူရချက်ကတော့ Layer 1 L1 ကိုပုံမြန်ဘူးသက်သာအကူညီပေးဖို့ပါသူဘလို့အလုံးလုံးလဲဆိုတော့ L1 လမ်းမကြီးပေါ်မှာ transition time ကိုတစ်ခုချင်းစီ dance စစ်စေးမဲ့အစား L2 ဆိုရဲအမြန်လမ်းပေါ်မှာ transition ရှားပါ ောင်ထောင်ပေါင်းများစွာကိုအရင်စုလိုက်ပါတယ်ပြီးတော့အဒီအစုလိုက်အဖြစ်ကိုပဲ L1 လက်မကြီးပေါ်ကိုဒါရီအားလုံးမှန်တယ်ဆိုပြီးတော့တခါရဲအစုလိုက်ပြန်တင်လိုက်ပါတယ်ဒီနည်းလမ်းကြောင့် L1 ရဲ့လုံခြုံရေးကိုလည်းအပြေအဝရရှိသေးတယ် L2 ရဲ့အမြန်တုံးကိုလည်းတပြိုင်တည်းခံစားရရှိသွားပါတယ် Speed and Face ဘလောက်ကလည်း L1 မှာဆိုရင်ခုနကပြောသလို Ethereum မှာလူသုံးများလာချိန်မှာ trade တစ်ခါလုပ်ဖို့တော့မှ gas fee ကဒေါ်လာ20ကနေဒေါ်လာ50တစ်ခါတလေဒေါ်လာ100လောက်အထိကိုကျနိုင်ပါတယ်ဒါပေမဲ့ Leo ဂျူးတွေက transition တွေကိုအပြင်းမဆုပြီးတော့ရှင်းတာဖြစ်တဲ့အတွက်တစ်စက္ကန့်ကို transition ထောက်မုံများစွာလုပ်နိုင်ပါတယ် fees တွေကလည်းအန်အားသင့်စရာကောင်းလောက်အောင်ကိုတက်သားသွားပါပဲဥပမာ ethereum မှာဒေါ်လာ50လောက်ကြာနိုင်တဲ့ trade တစ်ခုက polygon လိုမျိုး ethereum layer 2ပေါ်မှာဆိုရင်ဒေါ်လာအောက်လောက်ပဲကျတော့တယ်တူတူပြောရရင် l1 ကလူသုံးများစိမ်မှနေတယ်ဈေးကြီးတယ် l2 ကကျတော့အရန်မြန်တယ်ဈေးအရန်သက်သာတယ်ပေါ့နံပါတ်ကြီး l1 l2 ဥပမာများ bitcoin ကပထမဦးဆုံး layer 1 ဖြစ်ပါတယ်အရန်လုံးစုံနဲ့ဒါပေမဲ့နှေးတယ် Ethereum ကတော့ smart contract တွေ D app တွေအများဆုံးနဲ့အကြီးဆုံး L1 ဖြစ်ပါတယ်လူသုံး AM များလို့ L2 တွေအများကြီးပေါ်ထွက်လာရတဲ့အဓိက chain ပါတခြား layer 1တွေဖြစ်တဲ့ Solana BNB နဲ့ Avalanche တို့လေလေရှိပါတယ်နာမည်ကြီး layer 2တွေကိုစက်ကြည့်ရအောင် Polygon က Ethereum အတွက်နာမည်အကြီးဆုံး layer 2တွေတဲကတကူပါ AM မြန်ပြီးတော့ fees နဲ့ AM သက်သားတွေအတွက်လူသုံးများပါတယ် Optimism နဲ့ Arbitrum တွေက Ethereum L2 ူးတွေပါ transition တွေကိုစုစည်းပြီးတော့ Ethereum ပေါ်မှာပြန်တင်ပေးတဲ့ fees တွေလည်းအများကြီးတက်တာစေပါရယ် Lightning Network ကတော့ Bitcoin ရဲ့ L2 ပါ Coffee တစ်ခွက်ပိုလာပမာဏနည်းနည်းလေးတွေကိုချက်ချင်း fees လုံးဝနီးပါးမရှိဘဲနဲ့လွှဲနိုင်အောင်လုပ်ပေးပါရယ်အချို့ပြောရရင် crypto log မှာ layer 1နဲ့ layer 2နှစ်ခုလုံးကအရေးကြီးပါရယ် layer 1ဆိုတာကတော့ blockchain ရဲ့အမှားခံအုပ်မြစ်ပါသူကလုံခြုံရေးနဲ့ရုံးစည်းမှုကိုအဓိကပေးပါရယ် layer 2ဆိုတာကတော့အဲ့ဒီအုပ်မြစ်ပေါ်မှာစောက်ထားတဲ့အမြန်လန်ဒါမှမဟုတ်အ ပိုအလွာပါသူကအမြန်တုံးနဲ့ဈေးတက်သားမှုကိုယူလာပေးပါတယ် LY ရဲ့လုံခြုံရေးကိုမစုံလို့ရပဲနဲ့ L2 ရဲ့အမြန်တုံးကိုဈေးတက်သားမှုတို့ကိုခံစားနိုင်ဖို့ဒီလေယာဉ်တစ်ခုလုံးကအတူတူအလုံးလုံးကြတာဖြစ်ပါတယ် crypto ကြောင်းတွေကိုစိတ်ဝင်စားလို့ trading လုပ်ကြည့်ခြင်းနဲ့ဆိုလို့ရှိရင်တော့ Binance မှာ account ဖွင့်ထားလို့ရပါတယ် Binance မှာ account ဖွင့်မယ်ဆိုရင်အခုပြထားတဲ့ crypto market overhead ကိုကိုသုံးပြီးတော့ account ဖွင့်တာက Binance ပေါ်မှာ trading လုပ်တိုင်းပေးရတဲ့ trading fees ရဲ့20%ကိုတသက်သား discount ရမယ်အပြင် crypto မိတ်ကနေပြီးတော့ကုတ်ယူစာရီအတွက်တည်တံ့လုပ်ပေးထားတဲ့ VIP crew ကိုလည်းဝင်ခွင့်ရအောင်မှာဖြစ်ပါတယ်။ VIP crew ထဲမှာဆိုရင် Pro Trader ရဲ့ကိုရိုင်းတင်ပြနေတဲ့ market analysis တွေ trading signals နဲ့ up to date news တွေကိုဖတ်လို့ရမှာပါ။ဒီ group ကကုတ်ယူစာရီအတွက်တည်တံ့ဖြစ်ပါတယ်။အခကြေးငွေနဲ့လုံးဝလုံးဝဝင်လို့မရပါဘူး။ဒါရီအပြင် crypto မိတ်ဘက်ကနေပြီးတော့ကုတ်ယူစာရီအတွက်လာစဉ်လာတိုင်းလုပ်ပေးနေတဲ့ campaign တွေကနေတဆင် reward တွေလက်ဆောင်တွေအများကြီးရနိုင်ပါသေးတယ်။ဆိုတော့ Binance အကောင့်မခွင့်ရသေးဘူးဆို ရင်တော့ဒီလိုမျိုးခွင့်ရေးတွေကိုမလွတ်သွားအောင် crypto make referral ကိုကိုသုံးပြီးဖွင့်ဖို့မမေ့ပါနဲ့နော်ဒီနေ့ဗီဒီယိုလေးကတော့ဒါလောက်ပါပဲ crypto make ပါနောက်ဗီဒီယိုမှာပြန်တွေ့ရပါဘို့